ကိုယ့်ရဲ့တစ်ဖက်သူကကိုယ့်ကိုမပြောဘဲနဲ့လေထိန်ချန်ထားတဲ့စကားလေးတွေနော်သူ့ရဲ့နေရခန်းစားချက်အစစ်အမှန်တွေပေါ့သိလားအဲ့စကားတန်လေးတွေဘာတွေဖြစ်မလဲဆိုတော့ကျွန်မကတ်ဆွဲပြီးတော့ကြည့်ပြမယ်နော်နည်းနည်းလောက်ဆက်စုကြည့်ရအောင်အခုလေအားလုံးပေါင်းကျွန်မကတ်ဆယ်ကတ်ဆွဲထားတယ်နော်ကဆက်ကဆွဲထားတယ်အဲ့ဆက်ကကိုကျမခြုံငုံပြီးတော့အရင်ကြည့်လိုက်တဲ့အခါမှာเนาะ ဒီကိုယ့်ရဲ့တစ်ဖက်သူနဲ့ကိုယ်နဲ့อ่ะလीရှင်းပြောရရင် saturation တစ်ခုအနေထားမှာရှိနေရကွာတွဲနေရဲ့စိုက်လည်းမဟုတ်ဘူးပြတ်သွားလားဆိုလည်းမဟုတ်ဘူးဘာကြီးမလဲမသိဘူးဆိုရဲတိလာအဲ့လိုမျိုးအနေထားကြီးကွာတိလာဘယ်လိုပြောရမလဲမသိဘူးအဲ့လိုမျိုးဘယ်လိုပြောရမလဲမသိဘူးဆိုတာကွာအဲအဓိကပေါ့နော်ကြမ်းတဲ့ကြောက်ကလေးဒီလားကြမ်းတဲ့ကြောက်စိတ်ထဲမှာလေဒီချက်ချင်းပြစ်တာလေကုန်ခန်းသွားတဲ့အနေထားမျိုးမဟုတ်ပဲနဲ့တို့ဆက်ဆံရေးရအဆင်မပြေတဲ့အတွက်ခဏ break ယူထားတဲ့ပုံစံမျိုးအဲ့လိုမျိုးအနေအထားကသူတွေ အဲ့ energy ကလာပြီးတော့ဒီမှာလာပေါ်နေရယ်เนาะဆိုတော့ဒီအခုဒီ video ကြည့်နေတဲ့သူတွေထဲမှာအဲ့လို energy အနေထားအဲ့လိုမျိုး saturation တစ်ခုအနေထားမှာရှိရသူတွေပါပုံရတယ်เนาะဒီလားဘာလို့ကျမကလေကျမဒီ video ကိုကြည့်ရတဲ့သူတွေကိုလေတကယ်လိုအပ်တဲ့သူတွေစီပဲရောက်ဖို့ကျမကဘောနော်စာနာပြုပြီးတော့မှဒီကတ်တွေဆွဲရဖြစ်တဲ့အတွက်ပေါ့เนาะအဲ့လိုမျိုး ဒီလိုမျိုးအတေထားလာပေါ်တာကွာဒီလားတော့တပ်ပါတီဝင်တွေရဲ့အနေထားရင်ဖာအဲ့လိုမျိုးဟုတ်ဘူးဒီလားတောင်တဲ့ကြောက်ချားထဲမှာချက်ချင်းပြတ်တာကရှိနေသေးတယ်ဒါပေမဲ့ပေါ့နော်အစင်မပြေဘူးကြောက်ဘယ်လိုပြောမလဲကွာဒီဒီတစ်ချက်ချက်ဝေးတက်တက်ဆိုတာကြားဘူးတယ်မလားအဲ့လိုမျိုးအနေထားကွာဒီလားနီးနေရံဖြစ်တယ်မတည့်အတူနေအဲ့လိုပုံစံမျိုးကွာတနောက်ဆုံးကြောက်ကွာတောင်တဲ့ကြောက်ချားထဲမှာဒီပေါ့နော်စကားများလာရင်ပြဿနာတက်တာရင်မခဏနဲ့အဆုံးမှာခဏတော့ break time ယူထားတဲ့ပုံစံမျိုးအဲ့လိုမျိုးအနေထားမျိုးဖြစ်နေတယ် โอเคဒါจม้ากัดတွေဟိုဗောเนาะအကုန်လုံးခြုံငုံပြီးတော့ပြောပြပေးတာเนาะအဲ့တော့ तू ပြောခြင်းနဲ့သူ့ရဲ့ရှင်နေရစကားတန်နေပြောပြပေးမယ်ဆိုတော့လေ तू ကเนาะ तू तू ကလေဒါမင်းဟိုဗောเนาะအရင်ထပ်ပို့ပြီးတော့လေ version ပို့ပြီးတော့ကောင်းမွန်တဲ့ version တစ်ခုနဲ့เนาะမင်းစီကိုပြန်လာဖို့အတွက်ကိုသူ့စိတ်ထဲမှာရှိတယ်စမ်းသရှိရယ်ကွာဒီလား ော်သူကသူပိုကောင်းအောင်ပြုပြင်နေတယ်မြို့ကိုပိုပြီးတော့ဂရုစိုက်ပေးခြင်းနဲ့စင်တာပေးခြင်းနဲ့နော်အရင်ကမတူဘဲနဲ့ကွာတိလားအရင်ကထက်ပိုပြီးတော့ပိုပြီးတော့ကောင်းတဲ့ version အနေထားတစ်ခုအနေနဲ့သူပြန်ရောက်ပြန်လာဖို့အတွက်ကိုသူပြင်ဆင်နေရလို့ပြောတယ်နော်တိလားသူမင်းအကြောင်းကိုစဉ်းစားစဉ်းစားနေရဟာပေါ့နော်လုံးဝရက်တက်လို့မရတော့ကိုယ့်ရဲ့အတွေ့အကြုံကိုကလေသူ့ရဲ့အတွေ့အကြုံမှာလုံးဝစိုးမိုးနေစဲပဲဆိုပြီးအနေထားမျိုးရှိနေတယ်။သူရက်တက်လို့မရဘူး။နော်။မင်းကိုတတိယရတဲ့အချိန်မှာမင်းအเจ้าနေအမြဲတမ်းတွေ့လိုက်တဲ့အချိန်မှာ ချက်ချင်းအပြေးလာခြင်းနဲ့စိတ်တွေဖြစ်လာတယ်ဒါပေမဲ့မလာသေးဘူးတိလားလောကသူလာသေးမှာတော့မဟုတ်ဘူးကွာတိလားအချိန်နဲ့တခုတော့စောင့်အောင်မယ်နော်အဲ့လိုမျိုးနေထားမျိုးရှိနေသူစိတ်ထဲမှာပဲဒါပြီလိုမျိုးဘောနော်စိတ်တွေကဖြစ်နေတာနော်သူကတဲ့သူ့ကိုသူဘာလို့အောင်လဲဆိုတော့ကိုသူကောင်းကောင်းသိရတယ်တိလားနော်အမားအမှန်ကိုကောင်းကောင်းသိနေပြီနော်သူမားလည်းသိတယ်လို့ကိုမားလည်းသိရပြောချင်ပြောချင်တာကွာတိလားမင်းရဲ့အမားတွေလည်းသူသိတယ်လို့သူ့ရဲ့အမားလည်းသူသိရနော် သူဘာလုပ်ရမလဲရှစ်ဆက်ပြီးတော့ဘာဆက်လုပ်ရမလဲဆိုတာကိုကောင်းကောင်းသိတယ်တဲ့အကောင်းသိနေပြီလို့ပြောတယ်ဒါပေမဲ့လေ तू ကမင်းကိုဆက်သွယ်လာဖို့အတွက်ကိုမရဲသေးဘူးသိလားမင်းအတွက်ကို तू ယုံကြည်မှုတော့မရှိသေးဘူးเนาะ i am afraid to contact you တဲ့เนาะအဲ့လိုမျိုးဖြစ်နေတယ် तू မင်းကိုဆက်သွယ်ဖို့အတွက်ကိုသူ့စိတ်သူ့စိတ်ထဲမှာစိုးရိမ်စိတ်တွေရှိနေသေးတယ်ဘာလို့လဲဆိုတော့ဗောနော်ဒီလိုမျိုးကွာသူ့ကို तू အပြစ်အဝပြင်ဆင်ထားတာမရှိသေးဘူးသိလားသူ့စိတ်ကို तू သူ့ရဲ့အကျင့်တွေပေါ့ကွာသိလားမင်းမဆက်တဲ့သူ့ရဲ့အကျင့်တွေ အဲ့အရာတွေကိုသူ့စိတ်ထဲမှာပေါ့နော်ဒီသူ့ကိုယ်သူယုံကြည်မှုမရှိသေးဘူးဆိုတော့အနေထားမျိုးရှိတယ်ပြီးတော့မင်းတို့လည်းမယုံသေးဘူးဒီလားနော်အဲ့လိုမျိုးအနေထားကွာပြီးတော့စလုံးက break down ယူထားတဲ့အချိန်မှာတယောက်နဲ့တယောက်ကကိုကိုတကယ်ပြောင်း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 ထားရမှာကွာဒီလားကိုကိုတကယ်သာလိုအပ်နေပြီတကယ်သာချစ်တယ်ဆိုရင်ပြန်ဆုံးပါပဲဆိုတဲ့ပုံစံမျိုးနဲ့ခဏ break down ယူထားတာဖြစ်တဲ့အတွက်နော်မင်းကလည်းမင်းအပေါင်းပြင်ရမယ်သူကလည်းသူ့အပေါင်းပြင်မယ်အဲ့တော့သူ့ကိုယ်သူလည်းမယုံသေးသလိုမင်းတို့လည်းသူမယုံသေးဘူးအဲ့လိုမျိုးအနေထားမျိုးရှိတယ်နော် ဒါပေမဲ့ပေါ့နော် I am becoming a better person เนาะ तू ပို့ပြီးတော့ကောင်းမွန်တဲ့လူတစ်ယောက်ဖြစ်လာနေပြီတဲ့เนาะပြောချင်တာကကွာသူ့ကိုယ်သူရောကြည်မှုမရှိသေးဘူးဆိုပေမဲ့အရင်ကထက်ထက်ပို့ပြီးတော့ကောင်းလာပြီเนาะအရင်ထက်ထက်ပို့ပြီးတော့သူ့ကိုယ်သူအစီပြေလာပြီးတော့ယူဆရတယ်เนาะအဲ့လိုမျိုးတော့ဖြစ်နေတယ်တဲ့နော်သူ့ကိုယ်သူယူထားယူဆထားပါเนาะဟုတ်လားဖုန်လားတော့မသိဘူးเนาะအဲ့တော့ okay तू မင်းကိုမဆက်သွယ်သေးဘူးဒီလားဆက်သွယ်မှာမဟုတ်သေးဘူးအဲ့လိုမျိုးပဲမင်းသူ့ကိုဆက်သွယ်လာရင်လည်း သူလက်ခံမှာမဟုတ်သေးဘူးเนาะပြောချင်တာကအချိန်ကလေအခုချိန်က right time မဟုတ်သေးဘူးလို့ပြောချင်တာကွာသူမင်းနဲ့သူနဲ့ကြားထဲမှာပြန်ပြီးတော့အစီပြေဖို့အတွက်ကိုဒီအချိန်ကအချိန်ကောင်းတစ်ခုမဟုတ်သေးဘူးအဲ့တော့သူလည်းကိုယ်စက်တယ်မှာမဟုတ်သလိုမင်းသူ့ကိုစက်တယ်လာရင်လည်းသူလက်ခံမှာမဟုတ်သေးဘူးဒီလားစက်တယ်မယ်ဆိုရင်ကဥပမာဒါဖုန်းဆက်လိုက်တာဖြစ်ဖြစ်ဖုန်းဆက်တော့ကိုင်ကိုင်မှာပေါ့ကွာဒါပေမဲ့ပြန်တွဲဖို့အတွက်ကိုဒီ သူ့စိတ်ထဲမှာပြန်ဆင်ထားတာမရှိသေးဘူး။နောက်အဲ့လိုမျိုးအနေထားရှိနေသေးရဲ့။မင်းတို့ရဲ့တစ်ဖက်သူကလည်းနည်းနည်းလေးအသေးစိတ်ကြတယ်၊ဒီတေးကြရလို့မြင်တယ်။နော်ဒီလားတော်တော်လေးစိတ်ဆနေကြတဲ့သူမျိုးဖြစ်မယ်။အော် okay ခဏလောက်စောင့်ပေးပါတဲ့မင်းတို့နော်။ညောင်စလုံးလေးတစ်ချိန်ကျရင်ပြန်ပြီးတော့ဆောင်ရမှာပါတဲ့နော်။ပြန်ပြီးဆောင်ရမှာပါလို့ဆိုတော့ तू ကလေသူ့စီမှာနောက်တစ်ယောက်ထပ်ထားဖို့အတွက်ကို လုံးဝဆန္ဒမရှိသလိုမင်းကလည်းသူနဲ့ဝေးကွာနေတဲ့အချိန်ကာလထဲမှာနောက်တစ်ယောက်ဆိုတာပေါ်လာမယ်ဆိုတာမျိုးသူလုံးဝမယုံဘူးကွာတိတာပြောချင်တာကသူတို့ကိုကိုရဲသူနဲ့ကြားထဲမှာကွာမချစ်လို့ခဏကွဲကွဲနေရမဟုတ်ဘူးချစ်လျက်နဲ့ကိုရဲ့အကျင့်တွေနှစ်ယောက်ကြားထဲမှာရှိတဲ့အကျင့်တွေကိုတီးမခံနိုင်လို့ခဏ break တားယူထားတာဖြစ်တဲ့အတွက်မင်းစီကလည်းနောက်တစ်ယောက်ပေါ်လာမှာမဟုတ်ဘူးဆိုတာသူယုံတယ်သူလည်းနောက်တစ်ယောက်မပေါ်လာသေးဘူးเนาะအဲ့ဒါကိုလည်းမင်းကိုပြောပြချင်းနေတယ်เนาะအဲ့လိုမျိုးနေထားရှိတယ်อืม เนาะအခုအချိန်ကတဲ့အမင်းရောသူရောတယောက်စလုံးနဲ့တယောက်ကဲပေါ့เนาะတယောက်ရဲ့ဒဏ်ရာတွေကတွဲနေစေကလာတဲ့မှာတယောက်ကိုတယောက်ပေးထားတဲ့စိတ်ဒဏ်ရာတွေကိုကုစားဖို့အတွက်အချိန်ဖြစ်တယ်เนาะအဲ့လိုမျိုးအနေထားဖြစ်တယ်အချိန်တစ်ချိန်ကြရင်တော့ပြန်ဆောင်ရမယ်ဆိုရင်အနေထားမျိုးရှိတယ်เนาะပြန်ဆောင်ရမယ်ဆိုရင်အနေထားမျိုးရှိဆိုတော့သူကိုယ်ကသူကိုယ်ကလုံးဝတိတိကျကျသိရယ်ကွာလုံးဝ exactly ပဲသူမင်းစီပြန်လာမှာเนาะမင်းသူ့ပြန်လာပြီးတော့သွားပြီးတော့ခေါနေစရာမလိုသူပြန်ကိုပြန်လာမယ်ဒါပေမဲ့အဲ့ဒီအချိန်ကအခုတော့မဟုတ်သေးဘူးအခုအချိန်ကတယောက်စလုံးကကွာတယောက်ကိုတယောက်ပေးထားတဲ့ဒဏ်ရာတွေ နော်စိတ်ဆင်းရဲစရာတွေအဲ့လိုအရာတွေကိုကုစားပေးနေရင်အနေထားပဲရှိနေသေးရဲ့အဒီချိန်ကဒီလားနော်အဲ့ဒါကြောင့် right time မဟုတ်သေးဘူးဆိုပြောချင်တာ okay အဲ့တော့အချိန်နေကောင်းတယ်နော်